ငင်းငင်းရဲ့တို့ဟာဒီအရာတစ်ခုကိုလှုပ်ပေးခဲ့တဲ့ရော်နယ်ဒိုအားလုံးပဲမိကလာပါကျွန်တော်တို့ရဲ့ Dimension Shorty Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ငင်းငင်းရဲ့ကဘာသူကဘာသားတိုင်းနဲ့တတ်ဆိုင်တဲ့အရာတစ်ခုဖြစ်ပါတယ်ဘလုံးလောကရဲ့ထာဝရအကောင်းဆုံးကစားသမားတစ်ယောက်ဖြစ်တဲ့ရော်နယ်ဒိုဟာလည်းငင်းငင်းကိုလိုလားသူတစ်ယောက်ဖြစ်ပါတယ်လက်ရှိအချိန်မှာဖြစ်ပျက်နေတဲ့အစ္စရေးနဲ့အီရန်အရေးကိစ္စကြောင့်အဲ့ဒီနိုင်ငံမှာနေထိုင်ကြတဲ့ပြည်သူတွေလည်းဒုက္ခရောက်နေကြရသလိုအသက်အန္တရာယ်ထိခိုက်တာတွေ OA စီးစိမ်တွေပျက်စီးဆုံးရှုံးတာတွေကိုလည်းခံနေကြရပါတယ်ဘသူပဲမမစစ်ပွဲဆိုတာမဖြစ်လေကောင်းလေလို့ပြောရမှာဖြစ်ပြီးတော့ ်စစ်ပွဲကြောင့်ဘသူတွေအကျိုးရှိနေပါသေးနောက်ဆုံးထိခိုက်နစ်နာရမှာကပြည်သူတွေပဲဖြစ်ပါတယ်ဒါကိုရိုနယ်ဒိုကလည်းကောင်းကောင်းသဘောပေါက်ထားပြီးငင်းကြဲရေးအတွက်လှုပ်ပေးနိုင်တဲ့ကမ္ဘာအင်အားကြီးနိုင်ငံရဲ့သမ္မတဒေါ်နယ်ထရန့်စီကိုသတင်းစကားတစ်ခုပါလိုက်တာဖြစ်ပါတယ်ပေါ်တူဂီစူပါစတားဟာအမေရိကန်နိုင်ငံရဲ့သမ္မတဒေါ်နယ်ထရန့်စီကိုသူ့နာမည်နဲ့နဘတ်ပါပေါ်တူဂီလက်ရွေးစင်အသင်းရဲ့ဂျာစီကိုလက်ဆောင်ပေးခဲ့တာဖြစ်ပြီးတော့ဂျာစီပေါ်မှာငင်းကြဲရေးအတွက်စူးစမ်းပေးနေတဲ့သမ္မတဒေါ်နယ်ထရန့်စီတို့ဆိုတဲ့မက်ဆေ့တစ်ခုလည်းပါဝင်ပါတယ် အမေရိကန်သမ္မတဒေါ်နယ်ထရန့်စီကိုရောက်ဖို့အတွက်ခရစ္စတီယာနိုရိုနယ်ဒိုဟာဥရောပကောင်စီဥက္ကဋ္ဌဖြစ်တဲ့အန်တိုနီယိုကော့စတာကနေတဆင့်ဒေါ်နယ်ထရန့်ကိုပေါ်တူဂီအသင်းဂျာစီကိုလက်ဆောင်ပေးသွားခဲ့တာဖြစ်ပါတယ်ပေါ်တူဂီလူမျိုးနီးပြအန်တိုနီယိုကော့စတာဟာပြီးခဲ့တဲ့တနင်္လာနေ့ကကနေဒါနိုင်ငံအေဗာဒါမြို့ကိုရောက်ရှိလာပြီးတော့သမ္မတဒေါ်နယ်ထရန့်နဲ့တွေ့ဆုံချိန်မှာပေးအပ်သွားခဲ့တာပါအန်တိုနီယိုကော့စတာကစီရိုနယ်ဒိုပေးလိုက်တဲ့ဂျာစီပေါ်မှာရေးသားထားခဲ့တဲ့စာသားတွေကိုလည်းကျေလောင်စွာနဲ့ဖတ်ပြသွားခဲ့ပါတယ် ဒေါ်နယ်ထရန့်ကစီရိုနယ်ဒိုပေးတဲ့ဂျာစီကိုလက်နက်ဖက်နဲ့ကင်ပြီးတော့တပ်ဖို့ရိုက်ခံခဲ့ပါတယ်။ဒါအပြင်သမ္မတထရန့်ကငြိမ်းချမ်းရေးလှုပ်ဆောင်ရတာကိုကျွန်တော်ကြိုက်ပါတယ်ဆိုပြီးလဲသမ္မတထရန့်ကပြောကြားသွားခဲ့တာပါအသက်40အရွယ်ကစားသမားကြီးတဦးဟာအရွယ်တစ်ခုကိုရောက်နေခဲ့ပြီးဖြစ်ပေမဲ့မြက်ခဲစိမ်းထက်မှလည်းခြေစွမ်းပြနေခဲ့တယ်လို့ကွင်းပြင်ပမှာလည်းမတူညီတဲ့စွမ်းဆောင်ရည်ကောင်းတွေကိုပြသနေခဲ့တာပါ။ကစားသမားဘိုးကထိတ်တန့်ကလပ်အသင်းတွေမှာကစားခဲ့ပြီးတင်ကိုတွေရောစုဖလားအောင်မြင်မှုတွေပါရယူထားနိုင်ခဲ့တဲ့ကစားသမားကြီးတယောက်ဟာဆော်ဒီလိကိုလည်းတိုးတက်ပြောင်းလဲလာစေခဲ့သည့်စွမ်းဆောင်ပြထားခဲ့တာပါ။ စော်ရီလီကိုစီရိုနယ်တို့မရောက်ခင်ကပရိသတ်တွေအနေနဲ့သိပြီးတော့လူမသိကြသေးသလိုဥရောပထိပ်တန်းလီတွေမှာကစားနေခဲ့ကြတဲ့ကစားသမားတွေကိုလည်းစော်ရီလီစီလာရောက်ကစားလာခဲ့ကြတာပါဒါဟာဘာကိုပြချင်တာလဲဆိုရင်တော့စီရိုနယ်တို့ရဲ့လွှမ်းမိုးမှုကိုပြသနေခဲ့တာလည်းဖြစ်ပါတယ်ဒါကြောင့်ရော်နယ်ဒိုလိုပုဂ္ဂိုလ်မျိုးကငင်းချမ်းရေးစကားဝိုင်းတွေကိုပါဝင်လာပြီးဆိုရင်အတိုင်းအတာတစ်ခုတော့ထိရောက်မှုရှိမှာပဲဖြစ်ပါတယ်ဒါကြောင့်လေဒီလိုရရှိလာခဲ့ပြီးနောက်နိုင်ပိုင်းကြာမှာပဲထရန့်ဟာအီရန်ဘက်ကိုတတိပေးစကားပြောကြလိုက်ပြီဖြစ်ပါတယ်။သူရဲ့ True Social Media ပေါ်မှာအီရန်ရဲ့ So called ထိတ်ဆုံးခေါင်းဆောင်ကြီးဗမာပုံနေလေဆိုတာကျုပ်တို့သိတယ်။သူ့ကိုရှာရတာအလွယ်လေးတော့ဒါပေမဲ့သူလုံခြုံနေပါလေကျုပ်တို့သူ့ကိုမတတ်ပါဘူး။လောလောဆယ်ပေါ့ဒါပေမဲ့အရသားတွေနဲ့ကျုပ်တို့ရဲ့အမေရိကန်တပ်တွေကိုဒုံးကြီးတွေနဲ့လှမ်းပြစ်နေတာကျုပ်တို့မလိုချင်ဘူးနော်။ကျုပ်တို့စိတ်မရှိနေတော့ဘူးဆိုတာသတိထားပါ။ခြေစူးလို့ရေးသားထားပါလေ။နောက်နိုင်ဝက်လောက်မှာပဲချွင်းချက်မရှိလက်နက်ချဆိုပြီးတော့ထပ်မံရေးသားခဲ့ပြီးတော့နိုင်ငံသားရေးဝန်ကြီးချုပ်မာကိုရူဘီယိုကလည်းပြန်ရှေ့ထားတာကိုတွေ့ရပါတယ်။အဆောင်တွေကြည့်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတို့ပဲတင်ရှိပါတယ်ခင်ဗျာ။